ကျွန်တော်တို့ဖုန်းလောမေ့သွားတယ်ဆိုရင်စိတ်မပူပါနဲ့ဖြုတ်တဲ့နီးရှိပါတယ်အရင်ကိုလွယ်ပါတယ် emergency call တွေကိုတွားလိုက်ပါ emergency call တွေကိုတွားရမှာ0 has 365365ဟက်ဖုန်းခေါ်လိုက်ပါဒါဆိုပွင့်လာလိုက်မယ်ဆိုမှလူတွေတော်တော်များများဂျင်းထဲနေတယ်ဗျအဲ့နီးအတိုင်းလုံးဝလုံးဝမရပါဘူးရတဲ့နီးရှိပါတယ်ရတဲ့နီးကတော့ကျွန်တော်မြောက်ပေးပါမယ်ဆိုင်မှာတွားရင်မှ1000 1000ပေးမှဖြုတ်မနေပါနဲ့ဒီနီးအတိုင်းဖြုတ်ပါ ဖုန်းအလုံး100မှာအလုံး50လောက်ကတော့လုံးဝဖြုတ်လို့ရပါတယ်ဒီဖုန်းကတော့ Redmi 7နဲ့ပါကြည့်ကျွန်တော်ဖြုတ်ပြပေးမယ်လော့မေးသွားတယ်ဆိုရင်အဲ့လော့ကိုကျွန်တော်တို့ဖြုတ်ဖြုတ်ပါမယ်အဲဆိုပါဝါကိုပိတ်လိုက်ပါဖုန်းပါဝါကိုပိတ်လိုက်ပါဖုန်းပါဝါကိုပိတ်ပြီးသွားပြီဆိုရင်အတန်အတန်ချဲ့တဲ့ခလုတ်နဲ့အတန်ပေါ်ခလုတ်နေပြရပါမယ်အတန်ချဲ့တဲ့ခလုတ်နဲ့ပေါ်ခလုတ်နေပြရပါမယ်ပါဝါတော့ပိတ်တော့ပါပြီအတန်ချဲ့တဲ့ခလုတ်အင်ဇွန်နေပါပြီးရင်ပေါ်ခလုတ်နေပါ ပေါ်ပေါ်ခလို့လွတ်လိုက်ပါပေါ်ပွင့်လိုက်ဆိုရင်အတန်ချဲ့တဲ့ခလို့နှိပ်ထားပါဆိုင်မှာတော့အိမ်မှာတတော်တောင်းပေးမှမဖြုတ်ပါနဲ့အလုံးတရာမှာလုံး90လောက်ရတယ်လုံးဝဖြုတ်လို့ရပါတယ်ဒါကတော့ recovery mode ပါ recovery mode ထဲကိုရောက်ပြီဆိုရင်ဒီမှာ wipe data ဟာ wipe data ဆိုတဲ့ဟာရှိတယ် wipe data ထဲကိုသွားပြီပါ wipe data တဲ့သွားပြီးဆိုရင်ဒီမှာ wipe all data ဆိုတဲ့ဟာရှိတယ် wipe all data ကို power cloud နှိပ်လိုက်မှဆိုရင်အကုန်လုံးဖျက်မိသွားမှာပါဒါကတော့ကျွန်တော်ဖုန်းပါကျွန်တော်ကတော့မဖျက်ချင်လို့ကျွန်တော်ကတော့ပြန်မအပေါ်သွားမယ်ဒီမှာရွှေ့မှဆိုရင်ဒီမှာလက်နဲ့တော့နှိပ်လို့မရပါဘူးအတန်အတန် cloud နဲ့အောက်အောက်ကိုသွားမှဆိုရင်အောက် cloud အပေါ်သွားမှဆိုရင်အပေါ် cloud နှိပ်ရပါနှိပ်ရမှာပါကျွန်တော်ကတော့ဖျက်မှာမဟုတ်တဲ့အတွက်ဒီက wipe all data ဆိုတဲ့ဟာအကုန်လုံးဖျက်တာပါဒါအကုန်လုံးဖျက်လိုက်ပြီဆိုရင် log လည်းပြတ်သွားမယ်အခုဖုန်းထဲမှာရှိတဲ့ပုံတွေလည်းအကုန်လုံးအကုန်လုံးပြတ်သွားမှာပါ ဆိုင်မှာလည်းဒီနေ့အတိုင်းလူတွေဖြတ်ကြပါတယ်ဒါကျွန်တော် back ထွက်ပြန်ထွက်လိုက်မယ်ပြန်ကျွန်တော်မဖြတ်တော့ပါဘူးကျွန်တော် report လုပ်လိုက်မယ်ကဲတငယ်ချင်းတို့အိမ်မှာလော့မိသွားတာတယောက်ယောက်ပေါ့ကိုအိမ်မှာကိုမိတ်ဆွေတွေထဲမှာတယောက်ယောက်လော့မိသွားတယ်ဆိုရင်ဆိုင်မှာတော့မဖြုတ်ပါနဲ့ဒီနေ့အတိုင်းဖြုတ်မှဆိုရင်ရပါတယ်